ဟုတ်ကဲ့အားလုံးမင်္ဂလာပဲကျွန်တော်ရေးလေးပါကျွန်တော်ချင်မဲရွှေတွေကိုဒီ file လေးမှာကျူဆူလိုက်ပါတယ်ကျွန်တော်ဒီ file လေးမှာပြချင်တဲ့ site ကကျွန်တော်3ကက် site ပေါ့နော်3ကက် site ပါသူဒီ2ကက် site မှာတော့သူတည်တည်ချာချာလောက်သွားတာပေါ့နော်ဒီ3ကက် site မှာကျွန်တော်တက်လို့မလို့ကျွန်တော်ကြည့်ရမှာဖြစ်ပါတယ် စနစ်ကတော့ကျွန်တော်တို့တော်တော်လေးကောင်းတဲ့စနစ်မဟုတ်လို့ကျွန်တော်ကခြားပြရတာဖြစ်ပါတယ်။ဟုတ်ကဲ့ကျွန်တော်ချင်းမေးဆွေတယ်အားလုံးလည်းကြိုက်မယ်တင်ပါဒီစနစ်ကိုကျွန်တော်တို့ကအထောက်ကူပြုမယ်ကျွန်တော်တို့လုံးမိုင်းတွေကြီးတွေကစကျွန်တော်တို့မှာပြသွားမှာဖြစ်ပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ထိုးရမယ့်ကဏ္ဍကတဲတကွာပေါ့တဲတကွာလည်းကြည့်ရမှာစိုက်လုံးဝကောင်းတယ်။ဟမ်ဒီ စနစ်ကိုကျွန်တော်ချင်းမေးစရာအလုံးပဲကြိုက်မယ်လို့ထင်ပါတယ်ကျွန်တော်တို့ဒါမိတ်ဆွေတို့ကြိုက်မှလည်းကျွန်တော်တို့ဒါထိုးပါတော့ကျွန်တော်စနစ်ရာကောင်းလဲစနစ်လေးကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါနော်ကျွန်တော်တို့ပေါက်တယ်မပေါက်တယ်ကတော့ကံတရားနဲ့ဆိုင်ပါတယ်ကျွန်တော်တို့ကကံကောင်းရင်တော့ပေါက်မှာဖြစ်ပါတယ်အားလုံးလည်းကျွန်တော်ရဲ့ဒီတနေ့ဆိုင်လေးကိုကျွန်တော်တရားလေးကြည့်ပါနော်ကျွန်တော်ဒီမမသမားလေးတော့ကျွန်တော်ဒီ73ရက်ညပိုင်းမှာကျွန်တော်နန်းပို့မှာဖြစ်ပါတယ် ဟုတ်ကဲ့ကျွန်တော်တို့ဒီစနစ်ကဘယ်လိုလာလဲဆိုရင်သူကဒီ3ဒီ388ပင်ဟာပေါ့နော်သူကစပြီးအပေးတာ388ပင်ဟာဘယ်လိုစပြီးလဲဆိုတော့တကယ်သူကဒီ3လုံးအထောင်မှာ8တုံညာကဒီ3လုံးပေါင်းရင်အထောင်က3ဆိုပြီးတော့ဖြစ်တာဒီ3လုံးပေါင်းရင်အထောင်3ပဲဖြစ်တာအဲ့ဒီ3ကဒီမှာထိတ်စီးမှလာတဲ့ဖြေရမယ်ပြေနော် ဲ့သုံးလုံးမောင်းရဲ့ထောင်သုံးကသုံးထိပ်စီဆိုသူကထည့်တာဒီဆောင်းသုံးလုံးမောင်းရဲ့ပေါ့နော်ဒီသုံးလုံးမောင်းရဲ့လျှားလိုက်ပုံသုံးလုံးပေါ့ရှင်သုံးတုံညာကိုမောင်းရဲ့နှစ်ကသူကနှစ်ပိန်လို့လာထည့်တာနှစ်ကနှစ်ပိန်လို့လာထည့်အဲ့မှာသူကသူကလည်းသူ့ကိုအဲ့ဒီကက်ကမလုတ်ခင်မှာဘာထောက်ကူပြုတ်တာလဲဆိုတော့သူကဘာထောက်ကူပေးတာလဲဆိုတော့ဒီသုံးလုံးမောင်းကြီးငါဖျက် နော်ကျွန်တော်တရားလေးကြည့်ပါဒီသုံးလုံးမုံညံ့၅ဖြတ်ဒီသုံးလုံးမုံညံ့၅ဖြတ်မယ်ဒီထောင်သုံးလုံးမုံညံ့၉ဖြတ်ဒီ၅နဲ့ဒီ၉နဲ့ပေါင်းခြင်း၄ဆိုပြီးတော့ကနေရအဲ့ဒီ၄ကဒီမှာသုံးလုံးပေါင်းခြင်း break ၄ဆိုပြီးတော့အလားထွက်တာတဲတကွတဲ့ကြည့်ရတယ်စိုက်ဒီသုံးလုံးမောင်ကြီးကဒီထောင်သုံးလုံးမောင်ကြီးကိုငါနဲ့ ကိုယ်နဲ့ပေါ့လေအဲ့ဒီလေးဖြစ်ချင်းကတဲ့ဒီ၃ထိန်နဲ့2ပိန်နဲ့ကို၄ဘိတ်တခါလည်းထည့်တယ်၄ဘိတ်တခါလည်းထည့်တယ်စနစ်ကအဲ့လိုပြီးတာအဲ့မှာတကက်ပြီးသွားတယ်တကက်ပြီးပြီးသူကတပင်ချားလိုက်တယ်နောက်တကက်မှာသူကတပင်ကြော်လိုက်တာကနော်ကျွန်တော်ဒီ2 4 6ပိန်ကိုကြော်လိုက်ကြော်ပြီးတော့နောက်ကမှာဒီထောင်သုံးလုံးပေါင်းရတယ်၃ရဲ့သူက7ထည့်အဲ့၃ကလည်းကျွန်တော်၃ထိန်ပဲထပ်ထပ်ထည့်သွားတယ် ဒီရှင်းငါနဲ့ဆိုလျှောင်းလိုက်ပေါင်းခြင်းငါးကလည်းဒီတော်လုံးမောင်ကြီးငါးကလည်းသူကငါးပိတ်မှလို့ထည့်ပဲနဲ့သူကငါးခါလို့ထည့်သွားတာဒီမှာတော့ပိတ်ထည့်တယ်ဒီမှာတော့ခါထည့်သွားဟုတ်ဒီကမှလည်းသူကလှုပ်လှုပ်တော့မယ်အဲ့လိုမျိုးသူကပေးမယ်ဆိုရင်ဘယ်လိုလှုပ်လှုပ်လဲဆိုတော့လှုပ်လှုပ်လဲဆိုတော့သူကဒီတော်လုံးမောင်ကြီးကလည်းငါးလို့ဖြစ်ဒီထောင်တော်လုံးပေါင်းရလေကိုကိုကရိုက်ထားပြရမယ် အဲ့ဒီငါးနဲ့ကိုးနဲ့ပေါင်းရင်း၄လို့ဖြစ်မှာလေသူကဒီ၄ပြိလို့တခါတည်းထည့်တာအဲ့ဒီမှာ၃၅၆ဆိုတဲတကွာတည်းဖြစ်လာစနစ်ကအဲ့လိုပြီးတာနော်အဲ့စနစ်ကဒီမှာနှစ်ကက်သူပြီးသွားပြီနှစ်ကက်ပြီးသွားပြီကျွန်တော်တို့ကဒီတကက်မှာကျွန်တော်တကယ်ကိုဖိုက်ရတော့မယ်ကက်ရအောင်နော်တုံးကတည်းကကျွန်တော်တို့ပြဖြုတ်ပါမှာဒါဆိုရင်ကျွန်တော်တို့ကဒီကက်မှာပြေးဖို့ပဲရည်ကြီးပါနော ီမှာ6လေး6တပင်ကျွန်တော်ကြော်လိုက်ဒီသုံးလုံးပေါင်းချင်းကျွန်တော်တို့ငားတဲ့အဲ့ဒီငားကဒီမှာထိတ်စီးနေတာကျွန်တော်တို့ကထည့်အဲ့ငားကထိတ်စီးသူကထိတ်စီးမှုမပြောင်းတော့ဘူးနော်ငားကသူကထိတ်စီးလို့ထည့်ဒီ6 9 6ဆိုတဲ့တက်ကတက်ကတက်ကလာပိတ်လာဘောနော်ကျွန်တော်ဒါဒရီဟာဖြစ်စေတဲ့ကဏ္ဍဘောနော် တစ်ခါလို့ထင်မလားတစ်ပိတ်လို့ထင်မလားအဲ့တော့ကျွန်တော်နောက်တဲ့ဒီ queen ဒီမှာကျွန်တော်လုံးမိုင်ဆိုင်ချင်တစ်ခါလည်းထပ်ပြတော့ဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့ငါးတစ်အတွဲငါးတစ်တွဲသူကရိုက်မလားဆိုတော့ကျွန်တော်ကကြည့်အောင်မင်းကြည့်ရမလားဆိုတော့သူက top cap ပေါ့နော်သူက top cap ကဒီ shit ကဲ shit ကဲကိုယ့်ရဲ့ပေါင်းခြင်းငါလို့သူကထည့်တာနော်ငါလို့ပဲသူကဆက်ထည့်တာလေအဲ့လိုငါလို့ထည့်တယ်ဒီထိတ်တုံးငုံညံ့လေကိုယ့်လို့သူကထည့်ရမှာ အမကူးလို့ထဲဖို့အတွက်လည်းသူကငါးထည့်လို့တကားလည်းချပြပေးတာနော်ဒီသုံးလုံးပေါင်းချက်အထောင်၅ကလည်းငါးထည့်လို့သူကထည့်ပေးပြီးသားဒီစနစ်ကတီချောင်းထည့်တာပဲလေအဲ့ဒီတော့ဒီငါးနဲ့ကူးနဲ့ပေါင်းချက်ဘေးဖြစ်တယ်အဲ့ဒီတော့ဒီပြိတ်သုံးလုံးပေါင်းချက်လည်းဒီသုံးလုံးထမဲ့ကနန်းလေးပြိတ်ဖြစ်ရပါပဲနော်လေးပြိတ်ဖြစ်အောင်အဲဒါဆိုကျွန်တော်တို့ကငါးရှစ်တက်ငါးတက်ရှစ်ပေါ့နော်ဟာ ရှစ်တငါးတရှစ်ဆိုတဲ့ကနေအဲ့ဒီနှစ်ကွက်ကိုကျွန်တော်တဲတဲ့ရအောင်ပါတဲတဲ့ရနော်ကျွန်တော်ချင်းမေးရှင်အားလုံးလည်းကြိုက်နေတယ်မှာထင်ပါလားနော်နော်အဲ့ဒီမှာကျွန်တော်ကဘာကိုဆက်ပြမလဲဆိုရင်ဒီစနစ်ကပြီးနိုင်မပြီးနိုင်ဘူးနော်ပြီးနိုင်မပြီးနိုင်ကျွန်တော်ကျွန်တော်ရဲ့ဒီပထမဗီဒီယို5 1 5 2 5 3မှာခဲ့ရကျွန်တော်တို့၅လုံးမှိုက်ပါတယ်၈လုံးမှိုက်ပါတယ်နော် စနစ်တွေကိုကျွန်တော်ပြခဲ့တယ်။အဲဒီမှာလေးကျွန်တော်တို့ကကီးတွေနဲ့တရားထောက်ချက်လုံးပိုင်းနဲ့ကျွန်တော်ဆက်ပြအောင်။နော်ကျွန်တော်ဒီဒီဒီ2025ကျွန်တော်နှစ်ဦးကနေစပြီးတော့ဒီကီးဆိုင်ကမှန်တာပေါ့နော်။ဒီနှစ်နှစ်ကွန်ပြင်ရမယ်ကျွန်တော်စပြလိုက်တော့နော်။ဒီအထောင်နှလုံးပေါ်ရင်ခါးနှလုံးပေါ်ရင်ခါးတော်နှလုံးပေါ်ရင်တုံညာအဲ့တုံညာက ဒဝင်းဒူတက်၃ညတက်တလုံးအဲ့မှာခါမှလာထည့်သွား၃ညလုံးထည့်သွားနောက်တစ်ကက်မှာလည်းဒီခါတော့နှလုံးပေါင်းကြီး၄လေးဒဝင်းဒူ၅၄၅ကီလိုအဲ့မှာခါမှလာထည့်သွားလေးဒီထောင်နှလုံးပေါင်းကြီးခုံခုံရှိကီအဲ့ဒီမှာရှစ်ထိတ်လက်ထည့်သွားတာနော်ဒီထောင်ဆိုင်ကနော်ခါနှလုံးပေါင်းကြီးထောင်ဆိုင်ကကျွန်တော်တို့နှစ်ဦးတည်းကမှန်တာနော် ဒီမှာငားလေးနှလုံးပေါင်းကြီးကိုးတဲ့ကိုးတဝင်းတို့တုံညာကိုးတုံညာကြီးအဲ့ဒီမှာကိုးထိတ်ထဲဒါပေကျွန်တော်တို့ကဒီမှာရောက်ကြက်ရောက်ပြီဒီနှလုံးပေါင်းကြီးရှေ့ရှစ်ကူကြီးကျွန်တော်တို့မှာရှစ်တလုံးပါပါပဲနော်ရှစ်တလုံးကလုံးဝပါထက်အောင်နော်ဒီစနစ်ကရှစ်တလုံးကသူကအေးထားတယ်နော်ရှစ်ကူကြီးကျွန်တော်ရှစ်တလုံးကအားတာ အဲ့ဒီမှာကျွန်တော်တို့နောက်တစ်ဆင့်ပါဟိုဆက်ပြမယ်ဆိုရှစ်ခါပေါ့နော်ခါဆိုင်ကိုကျွန်တော်တို့ထပ်ပြမယ်ရှစ်ခါဆိုင်ရှစ်ခါဆိုင်ကကျွန်တော်ဘလူးပေးတယ်ဆိုရင်388ပင်ကဒီနှလုံးကောင်းခြင်း6အဲ့ဒီ6ကိုတူတာဒီ3လုံးကောင်းခြင်း6လို့ထည့်6လို့ထည့် ူကတပင်းကြော်တယ်ဒီနှလုံးပေါင်းချင်း6နောက်ပဲနှလုံးပေါင်းချင်း6အဲ့ဒီ6ကိုလည်းသူကဒီသုံးလုံးပေါင်းချင်း6လို့သူကထည့်တာနော်မငါးခါငါးခါကိုသူကဖြုတ်တာဒီခါမှာ6ခါကိုသူကဖြုတ်တာနော်ဒီမှာတပင်းကြော်မယ်သူကဒီနှလုံးပေါင်းချင်း5တပင်းကြော်ပြီးတော့သူကဒီသုံးလုံးပေါင်းချင်း5လို့သူကထည့်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ6ခါထည့်မှရအောင်နော် 9နဲ့10နဲ့ပေါင်းရင်9 9နဲ့10နဲ့ပေါင်းမှာ9ဖြစ်မှာအဲ့မှာကျွန်တော်တို့8ခါဒါဆိုရင်ကျွန်တော်တို့ဒီမှာ8ခါထည့်လိုက်9 8တပေါက်တယ်လုံးဝ10เนาะဟုတ်ပြီเนาะကျွန်တော်ချင်းနေရှိတယ်ဒါဆိုရင်သဘောပေါက်လို့ထင်ပါတယ်เนาะကျွန်တော်နောက်ထပ်ဒီလုံးမိုင်ဆိုင်ကဘယ်လိုပြမလဲဆိုရင်ဒီ9ကိုဒီ9ကိုပေါင်းရင်2နဲ့ပေါင်းခုလုံးမိုင်အဲ့ခုကတပင်းဂျုံမလားထွက်တာ ဒီလေးကို ပေါင်းရင်းနှစ်နဲ့ပေါင်း6လုံးမှအဲ6လုံးမှဒီမှာတပြင်းကြောင့်ငါထွက်လာဒီခွန်ကိုပေါင်းရင်းနှစ်နဲ့ပေါင်း9လုံးမှအဲ9လုံးမှတပြင်းကြောင့်ငါထွက်လာဒီ9ကိုပေါင်းရင်းနှစ်နဲ့ပေါင်း1တလုံးမှအဲမှာတပြင်းကြောင့်ငါထွက်မှာ1တလုံးမှငါလာချမှာဒီမှာ1ဟမ်1လုံးမှငါလာထည့်မှာကျွန်တော်မပြချင်တဲ့ကီးဆိုင်တွေကအများကြီးပဲဗျာအမှန်နဲ့ဆိုင်တယ်နော်ကျွန်တော်ဒီက main site တွေပဲထပ်ပြပါတယ် ဲ့ဒီမှာကျွန်တော်တို့ဒီ1လေ6ပိတ်မှာကျွန်တော်တို့က6နောက်ပိတ်ကို8နဲ့ပေါ့6နဲ့8နဲ့ပေါ့ကျွန်တော်တို့လေးလေးပါပါကိုလေးကိုဒီတလုံးဟိုမှာလေးတလုံးထွက်တာလေးနဲ့8နဲ့ပေါ့ကျွန်တော်တို့နှစ်ခွန်နှစ်ခွန်ကီတလုံးဟိုမှာနှစ်ခွန်ထွက်တာနှစ်နဲ့8နဲ့ပေါ့305 305ကီတလုံးဟိုမှာ305ထွက်တာ9နဲ့8နဲ့ပေါ့3 3 8တလုံးအဲ့မှာ3တလုံးထွက်တာ 6ပိတ်နဲ့ကျွန်တော်တို့ရှင်းတယ်ဘောင်၄၄ကုပီတလုံးအဲ့ဒီမှာ၄ခါထွက်တာ6ကိုလည်းကျွန်တော်တို့ရှင်းတယ်ဘောင်၄၄ကုပီအဲ့ဒီမှာ9ထိပ်ထွက်တာ6ကို10ပိတ်ကိုကျွန်တော်တို့ရှင်းတယ်ဘောင်6 6တီတလုံးပြီးခဲ့တော့ကျွန်တော်6ကို6ကို6မှာကျွန်တော်တို့6တလုံးထွက်တာ6ပိတ်ကိုကျွန်တော်က10နဲ့ပေါင်း4 4ကုကီတလုံးပြီးရတဲ့ပက္ခမှာ6 6ဆိုတော့9ကီအောင်တာ ဒီ၈ပိတ်ကိုလည်းကျွန်တော်တို့ဟာ၈နဲ့ပေါင်းဒါဆိုပါရ6တိကီတလုံး6တိကီအဲ့ဒီမှာတစ်တလုံးကပါတယ်ဗျာနော်တစ်တလုံးကပါတယ်အဲ့ဒီတော့ကျွန်တော်တို့ဟာ၈၅တိကာလုံးဝမထိုးရဲခဲ့ဘာကြောင့်မှမရှိဘူးကျွန်တော်တို့၈၅တိဘရိတ်ကလည်းကျွန်တော်ပြောခဲ့တယ်နော်ကိုလေးနှစ်ခွန်ဘရိတ်ကျွန်တော်တို့ကိုလေးနှစ်ခွန်ဘရိတ်အဲ့ဒီမှာ၄ဘရိတ်ပါတယ်၄ဘရိတ်ပါတယ် 5814ဗရိတ်เนาะတဲပဲလုံးဝကြိုက်စရာကျွန်တော်ချင်းမရှိအားလုံးပဲကန်အောင်ကြပါလေဗျာကွက်လပ်ပါဒီ final နောက်ဆုံး final 4မှာကျွန်တော်ချင်းမရှိအားလုံးအောင်မြင်ပါလေเนาะအားလုံးလည်းကျွန်တော်တို့ဒါကျွန်တော်ပြတဲ့ခဏနဲ့ထိုးရမယ်လို့တော့ကျွန်တော်မတတ်မှတ်တာပေါ့เนาะကျွန်တော်ချင်းမရှိတွေကြိုက်ပါတို့เนาะကိုတို့ကိုပေါင်းပါเนาะကိုပေါင်းရင်ကိုကုန်ပါဖြစ်ပါတယ် အားလုံးပဲကန်ဟောကြပါဗျာကိုလက်ပါကျွန်တော်ရေးလေးပါเนาะကျွန်တော်ရဲ့ဒီ file ကျွန်တော်ဒီ YouTube channel မှာကျွန်တော်ရဲ့ Viber ပုံနံပါတ်တင်ထားပါတယ်အားလုံးပဲကျွန်တော်ရဲ့ဒီ member ကို channel mate ဆွေတွေတည်တံ့ဆက်ပြလာပါလို့ပြောချင်ပါတယ်အားလုံးကိုလက်ပါဆီယူကျွန်တော်နောက်တစ်တစ်ဝက်မှာပါเนาะနောက်တစ်ဒီ6ရက်7လမှာကျွန်တော်တို့အောင်မြင်မှုတွေရပြီးတော့နောက်တစ်ဝက်တက်လာနိုင်ပါလို့ကျွန်တော်ရေးလေးဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်ကန်ဟောကြပါတယ်ဗျာ